ဲ့တော့ဒီနေ့တော့ကောသလမင်းကြီးကမလိကာကိုဗာမေးတယ်ဆိုတော့မလိကာတဲ့ဟောဒီလောကကြီးမှာတင့်တဲ့ချစ်ရတဲ့လူရှိသလားတဲ့မေးတာတင့်ကိုတင့်ချစ်တာတဲ့ဒီပြင်လူပေါ်မှာချစ်နေတာရှိလားလို့မေးတာအဲ့တော့မလိကာကညံရှိတဲ့လူဆိုတော့မရှိပါဘူးလို့ဖြေတာလုံးဝမကြိုက်ဘူးကောသလမင်းကြီးကသူရကျင်တဲ့ဖြေမဟုတ်ဘူးသူရကျင်တာကမင်းကြီးကိုပူချစ်ပါတယ်ဆိုတာကိုသူရကျင်တာဟုတ်လား သင်ကိုသင်တဲ့ပို့ချရမယ်လို့လောကမှာရှိလားဆိုတော့မရှိဘူးမင်းကြီးလောကကြီးမှာကျွန်တော်မျိုးမအတွက်ချစ်စရာအကောင်းဆုံးဟာကျွန်တော်မျိုးမပဲလို့ဖြေတာအဲ့တော့မဏိကပြန်မေးတာမင်းကြီးကောတဲ့မင်းကြီးကိုတဲ့ပို့ပြီးတော့ချစ်ရမယ်လို့ရှိလားဆိုတော့သူလည်းအချက်ပြင်ငါလည်းမရှိပါဘူးလို့ပဲဖြေတာဟုတ်လားမရှိပါဘူးလို့ပဲဖြေရတာအဲ့ဒါနဲ့ကောသလမင်းကြီးကအဲ့ဒါမြတ်စွာဘုရားတည်ရောက်တော့သူနဲ့မဏိကနဲ့အဲ့လိုပြောတဲ့အကြောင်းကိုမြတ်စွာဘုရားကိုရှောက်တယ် လျှောက်တော့မြတ်စွာဘုရားဟုတ်တယ်တဲ့မင်းကြီးလောကကြီးမှာကို့တစ်ချစ်ရမယ့်လူကိုဘယ်နေရာကိုသွန်းရှာလို့မှမတွေ့နိုင်ဘူးတဲ့တတဝါတွေဟာကိုယ့်ကိုယ်ကိုအချစ်ဆုံးမဲ့တဲ့ဆရာတော်ဥရှိကိန်းနာရဲ့စကားလေးတစ်ခွန်းကိုအစဉ်ကအလွန်သဘောကျတယ်လူတိုင်းလူတိုင်းကိုယ့်ကိုယ်ကိုအချစ်ဆုံးမှာတဲ့ဒါကိုသာနားမလည်ဘူးဆိုရင်တော့တလောကလုံးရဲ့အလိညာကိုခံရပြီသားမှတ်ပေတော့တဲ့တော့ပေါ့လား ဟဲ့ဥစဉ်ကတော့အလွန်သဘောကျတယ်နော်တချို့သဘောပေါက်ချင်မှပေါ့မယ်နော်တခြားစဉ်းစားနော်လူတိုင်းလူတိုင်းတတ်တော်တိုင်းတတ်တော်ဟန်ကိုကိုကိုအချစ်ဆုံးပဲဒါကိုနားမလည်ဘူးဆိုရင်တော့တလောကလုံးရဲ့အလိန်ညာကိုခံရပြီသားမှတ်တော်တယ်ဘာပြောတော့တာလူတွေကငါ့ဟိုဟိုလူကတားချစ်တယ်လို့ထင်တာဒီအများကြီးရှိတယ်ဟုတ်တယ်မို့လားရှိတယ်နော်အဲ့တော့ဘာလုပ်တုံးဆိုတော့ကိုကလည်းပဲ အော်ငါပေါ်တော့အများကြီးဖြစ်နေတာဆိုတော့တည်တော့အများကြီးခံစားရပါတော့ပြီးတော့တစ်ချိန်ကျတော့ကိုထင်းတလုံးဘောကိုလိန်ညာခံရတိုက်တလောက်တော့ချင်းမှာပေါ်တိုင်းသူတို့ကိုသူတို့ထက်ချစ်တာလောက်တော့ကိုကိုမချစ်ပါကိုရောအဲ့တိုင်းပဲလေဘာမှမကျင်နဲ့ဆရာတော့မရှိပါအဲ့ဒီမှာမြတ်စွာဘုရားကအဖို့တန်တဲ့စကားတစ်ခုပေါ့တတ္တဝါတိုင်းတတ္တဝါတိုင်းဟာကိုကိုကိုအချစ်ဆုံးဖြစ်တဲ့အတွက်ကြောင့်ကိုချင်းစာစိတ်နဲ့ဘယ်လိုတတ္တဝါကိုမှမနှိပ်စက်ရဘူးမဆင်းရဲစေရဘူးတဲ့ကိုလည်းပဲကိုကိုကိုချစ်တယ်သူတို့လည်းပဲသူတို့ကိုသူတို့ချစ်တယ် ဘယ်သူမှကိုယ့်ကိုယ်ကိုမဆင်းရဲစေခြင်းဒါကြောင့်ကိုယ့်ကိုယ်ကိုချစ်ကြတဲ့တတ္တဝါတွေကိုကိုယ်ကဆင်းရဲအောင်မလုပ်ရဘူးဒါလေးကိုပြောချင်တာမြတ်စွာဘုရားအဲ့ဒီမှာတတ်တေကဘာလဲဆိုတော့ဘလောက်ပဲလိုက်ရှာလိုက်ရှာကိုယ့်ထက်ပို့ပြီးတော့ချစ်ရမယ်လို့ဆိုတာလောကမှာမတွေ့နိုင်ဘူးလို့မြတ်စွာဘုရားဟောတာ